စကိုင်းမြို့ကငလင်တန်တိရှေးယောင်ဂဒန်းပလီကိုစောစုကကျူးကျော်ဆောက်လုပ်ထားတယ်လို့ဆွဆွဲပြီးတော့မေလာ26ရက်ညနေပိုင်းမှာအတင်းအဓမ္မလာရောက်ချိတ်ပိတ်သွားတယ်လို့စကိုင်းမြို့ကအစ္စလမ်ဘာသာဝင်တွေက MP ကိုပြောပါတယ်။စကိုင်းတိုင်းစကိုင်းမြို့ထူပါယုံလမ်းအနီးမှာတည်ရှိတဲ့ဂဒန်းပလီကိုစောစုတသားနှစ်ယောက်ကလာရောက်ချိတ်ပိတ်သွားတာပါ။ပလီအတွင်းမှာရှိတဲ့ပျက်စီးအလုံးကိုတဲယူကထွက်သွားဖို့စိုးစုကဖီယာပေးနေရကနေအတင်းအဓမ္မချိတ်ပိတ်ပြီးဝင်ရောက်ခွင့်မပြုတော့တာဖြစ်တယ်လို့၎င်းကပြောပါတယ် ဗလီကိုပြန်လည်ရရှိဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင်နေပြည်တော်ထိစတင်ထားပေမဲ့တုတ်ပြန်မှုမရှိသေးဘူးလို့ဆိုပါရယ်။သခိုင်းမျိုးကဒန်းပလီကိုလွန်ခဲ့တဲ့နှစ်တရာကျော်ကစတင်တိစောက်ခဲ့တာဖြစ်ပြီးလက်ရှိမှာသခိုင်းမျိုးမှာ yes scan နဲ့ကက်လျက်တရှိကဗလီမြေနဲ့ yes scan မြေနှစ်ခုစလုံးကိုအင်္ဂလိပ်ခေတ်အိန္ဒိယဘီရင်ကန်ချုပ်စီကနေဂုံနူးဆောင်ဘွဲ့ချင်းမြင်ခံခဲ့ရတဲ့မွတ်စလင်ရဲအရာရှိ Rahim Bash က1902ခုနှစ်မှာ ဝယ်ယူလူတန်းခဲ့တာဖြစ်တယ်လို့သကိုင်းမြို့ကအစ္စလမ်ဘာသာဝင်တွေကပြောကြပါဗျ။မြေဂရန်ဖောက်ပြီးတဲ့နောက်2019ခုနှစ်မှာဗလီမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးစုံစုကစစ်ဆေးမေးမြန်းလာတာကြောင့်ဂဒန်းဗလီဟာရှေးအောင်ဗလီအဖြစ်တည်ရှိနေတာကြာပြီးဖြစ်တဲ့အတွက်တိုင်းသာသနာရေးယုံကနေအခြားဘာသာဝင်ဗလီတစ်ခုအဖြစ်ဂဒန်းပလီရဲ့တည်ရှိမှုကိုအတိမတ်ပြုသတ်မှတ်ပေးခဲ့တယ်လို့ဆိုပါတယ် စိုးစုအားကတန်းပလီမြေကိုမတရားသိမ်းပိုက်ဖို့အတွက်စစ်ဘိုလ်ချုပ်ခင်းညွန့်လက်ထက်မှာလဲစူးစမ်းခဲ့ဘူးသလို2023နောက်ပိုင်းမှာလဲအကြိမ်ကြိမ်စူးစမ်းဖူးခွဲပါတယ်။